န်ယူကြီးလို့တတ်သိရှိကြမှာတနိုင်ငံလုံးအတွက်စဉ်းစားမယ်ဆိုတဲ့တိုင်းသားကောင်းဆောင်တွေလိုနေပြီကျွန်တော်ထပ်ပြောပါမယ် NUG လို့တတ်သိရှိကြမှာတနိုင်ငံလုံးဒေသတစ်ခုအတွက်စဉ်းစားမယ်ခေါင်းဆောင်မဟုတ်ဘူးတနိုင်ငံလုံးအတွက်ခေါင်းစဉ်းစားမယ်ခေါင်းဆောင်တွေလိုနေပြီ မြန်မာနိုင်ငံဆိုတဲ့မြေပုံကြီးကိုလွတ်မြောက်အောင်လုပ်ဖို့တဲ့မြန်မာနိုင်ငံကိုတာနိုင်ငံလုံးကိုချေလည်နေတော့အခုလည်းရွေးကောက်ပွဲတာနိုင်ငံလုံးလုပ်ဖို့စူးစမ်းနေတော့ဒီစစ်အာဏာရှင်တွေကိုတာနိုင်ငံလုံးပုံစံနဲ့တိုက်မယ်ဆိုတဲ့ခေါင်းဆောင်တွေလုံနေပြီအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နဲ့အမျှမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်မြန်မာနိုင်ငံကို တကယ်စစ်အာဏာရှင်ကလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့မြန်မာနိုင်ငံဆိုတဲ့စင်စားပုံကိုတိုင်းသာခေါင်းဆောင်အားလုံးစင်စားဖို့အချိန်ကြာပြီအဲ့လိုမှမဟုတ်ပဲခေါင်းမာပြီးဖက်ဒရယ်ဖက်ဒရယ်ငါတို့ကရင်ပြည်နယ်ငါတို့ကရင်ပြည်နယ်ငါတို့ရှမ်းပြည်နယ်ပလောင်ပြည်နယ်ဝါပြည်နယ်ခေါင်းစားရေးအိန္ဒိယကနေရရင်ငါတို့မသွားဘူးဆိုရင်တော့မင်းမင်းအောင်လှိုင်ကိုနိုင်မှုမလွယ်ဘူးမင်းအောင်လှိုင်ရဲ့ဒီတရုတ်ဖိအားအခုဆိုတရုတ်ဖိအားပါလာပြီးတော့တရုတ်ရဲ့ကစားကွက်အောက်မှာအကုန်လုံးပြပြဖို့တော့မှာ တရုတ်ဒီ leverage ရှိတယ်တရုတ်ဒီအမေရိကန်နိုင်ငံကိုတော့ပြန်ဆော်နေတာသမရဒေါ်နယ်ထွက်အသုံးမချလို့ဥခံနေရတာအချက်ကွဲနေတာဒါကိုသိတဲ့ဒီမိုကရက်တွေကသမစဘူးအခုဒါဒီမိုကရက်ခေါင်းဆောင်တွေပြောတာကိုကျွန်တော် ပြန်ပြောနေတာအခုသူတောင်ကိုရီးယားမှာတရုတ်သမရတွေအတူတူရှုတ်ထားတဲ့အရှုတ်ထုတ်တယ်သူဘာကိစ္စတရုတ်သွားပြီးတော့ကုန်သွယ်ကုန်သွယ်ကိုတက်ောက်တယ်ဟိုကပြန်လှုပ်တဲ့ခါကျသူသူအချက်ကွဲပြီအဲ့တော့အမေရိကန်နိုင်ငံလိုနိုင်ငံကိုတော့ပြန်ခံအာခံနေတဲ့ တရုတ်နိုင်ငံကိုကျွန်တော်တို့လူမနေ့တနေ့မှလက်နက်ကင်လာတဲ့တိုင်းရင်းသားတွေမနေ့တနေ့မှလက်နက်ကင်လာတဲ့ NUG တွေရင်ဆိုင်ဖို့ဆိုတာအလွန်အမတန်အခက်အခဲကြီးမားစွာရှိတယ်။တဖက်သက်ကြီးဖြစ်နေပြီ။အဲလိုဖြစ်ဖို့အတွက်လဲတရုတ်ကိုကျွန်တော်တို့ကွင်းထဲကိုဝင်ကစားကွင်းကိုပလောင်နဲ့ကိုကန့်တွေကခွင့်ပြုလိုက်တာ။ဆိုလိုချင်တာကမြို့နယ်အသင်းကိုနိုင်ငံလေးစီအသင်းတွေဝင်ကစားကွင်းပြုလိုက်တယ်လို့ဖြစ်သွားတာ။ ျွန်တော်တို့ရက်ကွက်အသိမရှိတယ်မြို့နယ်သိဘလို့နိုင်ငံလက်ရေးစင်အသိနဲ့ဘလို့နိုင်မလဲအဲ့တော့အလွန်အမတန်ဝမ်းလဲစရာကောင်းတာကမဟာဗျူဟာအမှားနဲ့သူတို့ရဲ့ကရာတော့ဖက်ဒရယ်ဖက်ဒရယ်နဲ့တိုင်းရင်းသားငါလူမျိုးငါလူမျိုးငါပြည်နယ်ရရည်သူတို့ပြည်နယ်ရလို့ဘာလို့မှလဲဘွားပြည်နယ်ရလို့ဘာလို့မှလဲတရုတ်လက်အောက်ခံနဲ့တရုတ်ပတ်စုံအောက်မှာတသက်လုံးညှဉ်းညူးငငယ်နဲ့ဒုတိယတန်းတသက်နိုင်ငံသားနေဘူးလားမြန်မာနိုင်ငံလွတ်လပ်မှာမြန်မာနိုင်ငံသားတယောက်နေနဲ့ဘွားပြည်နယ်မှာရှိရမှာ မြန်မာ passport ကြိုက်ပြီးမြန်မာတိုးတက်မှမြန်မာချမ်းသာမှဝါလဲချမ်းသာမှဝါလဲကုန်ရှိပါမြန်မာနိုင်ငံတိုးတက်မှမြန်မာနိုင်ငံချမ်းသာမှပလောင်လဲကုန်ရှိမှကိုကန့်လဲကုန်ရှိမှဒီလောက်ရှင်းနေတဲ့ကိစ္စတစ်ခုကြီးကိုသေသေချာချာမမြင်မဲ့တရုတ်ရဲ့ကစားကွက်အောက်မှာမြေဥတော်လိုင်းတစ်ခုလုံးကိုထိုးချပလိုက်တယ်တရုတ်ရဲ့ကစားကွက်အောက်ကနေပြီးတော့တရုတ်ကိုစီဝိုင်းတဲ့ကိုဆွဲသွင်းလိုက်တာတရုတ်ကိုစီဝိုင်းတဲ့ကိုဆွဲသွင်းလိုက်တာဒီမင်းအောင်လိုက်မဟုတ်ဘူးအဲ့ဒီပလောင်နေပဲကိုကန့်နေပဲ မင်းအောင်လှိုင်ကအဲ့လောက်ညံမရှိဘူးအဲ့ဒီချိန်ကမင်းအောင်လှိုင်တို့အုပ်စုတွေပူတင်ကိုပြေးကပ်နေတဲ့အချိန်ပူတင်ကိုပြေးကပ်နေတဲ့အချိန်မင်းအောင်လှိုင်တို့ဒီတရုတ်လက်အောက်ထဲကိုဝင်ကုန်မဝင်ချင်ဘူးတို့ငကိုတွေကလည်းပြောမှုတယ်တရုတ်တရုတ်ကိုတို့မကြိုက်ဘူးပြောချင်တာကလူမျိုးရေးအရာကိုမကြိုက်တဲ့ပုံစံရှိတယ်အဲ့တော့မင်းအောင်လှိုင်တို့ဒီပူတင်ကိုပြေးကပ်နေတဲ့အချိန်အဲ့ဒါကိုကနတော့က တရုတ်ရဲ့ကစားကွက်နဲ့တရုတ်ခြေထားအောက်ကိုမင်းအောင်လှိုင်လို့မရရအောင်ဦးကျွန်တော်တို့ကစားနေတဲ့မြန်မာနိုင်ငံဆိုတဲ့ကစားကွင်းတဲကိုပြည်တွင်းစစ်ထဲကိုတရုတ်ကိုဆွဲသွင်းလာတာဟာကိုကန့်နဲ့ပလောင်မယ်ဦးတို့ကထားတဲ့မိတို့လည်းမနိုင်ဘူးအခုကြမှာ မျက်နှာငယ်လေးတွေနဲ့တရုတ်ဖိအားကြောက်ပါတရုတ်ကဘလို့ဖိလို့ပါတရုတ်ကနေဆက်ကပိတ်လို့ပါစားတော့ဆရာတွေမရှိတော့လို့ပါရန်တွေမရှိတော့လို့ပါလက်နက်တွေမရတော့လို့ပါလက်နက်မရှိပါကြည်စံနဲ့တိုက်မလဲလူတွေဘာနဲ့ဆေးဝါးကုမလဲဘလို့ကြီးရက်ဓာတ်စီရင်းနေစီရမရှိတော့တရုတ်ကဖြက်လေးပြက်ကိုမခံနိုင်ပါဘူးနောက်အဲ့ဒီထဲမှာမင်းအောင်လှိုင်တို့ကလည်းနေ့တိုင်းဘုံကျဲနေပါတယ်ဒါကြောင့်ဘလို့မှမခံနိုင်တော့ပါဘူးဒါကြောင့်အပြစ်ခက်ရစေးလုံးပြရပါတယ်ငါတို့ကိုနားလဲပေးပါလို့လာပြောနေလို့ရတော့အပူပဲ ဲလိုမျိုးဖြစ်လာမယ်ကိုကြိုတင်မစင်းစားနိုင်ဘူးဆိုတဲ့ကခေါင်းဆောင်ရေချင်းညံ့နေလို့ပဲမြန်မာနိုင်ငံမှာရှိနေကြတဲ့စစ်ခေါင်းဆောင်အသီးသီးတော်လိုင်းခေါင်းဆောင်ကြီးကြီးတွေအမျှော်မြင်မရှိကြရင်ဒီလိုပဲခံရမှာပဲကျွန်တော်တို့ဒီအရှိကိုအခြေလန်း100လောက်ကြုံမြင်ရမယ်နှစ်ပေါင်း30လောက်ကိုကြိုတွက်ထားရမယ်တရုတ်လှမ်းလာမယ်ခြေလန်းတွေကိုမြင်ရမယ်ပြောချင်တာကငစားကိုပဲမြင်ပြီးငမားကျဲကိုမမြင်တာတရုတ်ပေးရတဲ့ငစားကိုစားပြီးတရုတ်ချိတ်လိုက်တဲ့ငမားကျဲအောက်မှာအခုအကုန်လုံးကန့်ကုန်ပြီ ချက်ချင်တာကတရုတ်ကိုကွင်းနဲ့ဝင်ကစားကွင်းရအောင်ပလောင်နဲ့ကိုကန်ခေါ်သွင်းလာတာအကြောင်းပြချက်စီကြားဖြန့်လုပ်ငန်းပဲနောက်ဆုံးကြတော့မင်းအောင်လိုင်တို့ကလေဘာလို့လဲသူတို့ကလက်တရုတ်ရဲ့လက်နက်တွေနဲ့မင်းအောင်လိုင်ကိုလက်စွမ်းသပြလိုက်တာကိုတရားစင်းသားကြည့်နော်အခုကိစ္စဒီမင်းအောင်လိုင်အမှားဆိုတာတဲ့အဲ့ဒီကနတော့ပလောင်နဲ့ကိုကန်နေရအမှားပဲမင်းအောင်လိုင်ကငကိုတွေကတော့သူရှုံးနေတာ သူကဒီတမယိုးကြတက်မတော်တဲ့သူပြန်တိုက်နေတာအဲ့ဒါကိုခိမိတက်မလက်နဲ့တွေကိုတရုတ်ကမြောက်ပေးတာနဲ့တရုတ်ကထုတ်ပေးတာနဲ့ဝါထုတ်ပေးတာနဲ့မြောက်လိုက်ကိုသွားပြီးနှာနုတက်ရိုက်တာအဲ့ဒီချိန်မှာတရုတ်ရဲ့ငမားကြိတ်တဲ့ကိုတန်းဝင်သွားပြီးတရုတ်ကကိုယ့်ဘက်လည်းပါတာမဟုတ်ဘူးသူလိုချင်တာကပလောင်မဟုတ်ဘူးသူလိုချင်တာကိုကမ်းမဟုတ်ဝါမဟုတ်သူလိုချင်တာမင်းအောင်လိုက်အဲ့တော့ငစားပဲပြင်လာပြီးတရုတ်ချိန်ထားတဲ့ငမားကြိတ်ကိုမင်းအောင်လိုက်ကဘလို့မှယူလို့မရတော့ဘူးမင်းအောင်လိုက်ဘက်ကကြည့်ရင်လည်းသူရှုံးတော့မှာ တရုတ်ကမှပြေမကတ်ဘူးတရုတ်ကဒီကရတော့ drone နေမှမရဘူးဒီစစ်မှုမထမ်းမနေရမလို့ဘူးဆိုမြောက်လိုက်ဒီမန္တလေးကြမယ်နေပြည်တော်ကြမယ်သူတို့အကုန်လုံးကျိုးစင်တက်ရတော့မှာအဲ့တော့သူလည်းသူအသက်ရှင်ရက်တည်ရွေးအတွက်သူ့ဘဝလုံးဖို့အတွက်သူလုံးမှာပဲစစ်ပွဲဆိုတာတရားတယ်မတရားတယ်မရှိဘူးကျွန်တော်တို့ဘက်ကသူတို့အဲ့ဒီတရားပြောတာရှိတယ်တရုတ်ကပြောတယ် NUG နဲ့မပတ်သက်ရဘူးဘယ်သူနဲ့မပတ်သက်ရဘူးတကယ်တမ်းကြတော့ NUG နဲ့ပတ်သက်မပတ်သက်သက်အခုသူတို့ပြောလို့တရုတ်ပိတ်လိုက်လို့လက်နဲ့မရလေတော်လန်ကြီးရဆက်သွားမှာပဲ ပြောချင်တာကြာတာပဲရှိမယ်တရုတ်ကလည်းနဲ့မပေးလဲတခြားနီလန်ရှာမှာပဲတရုတ်ကရမ်းမရလဲတခြားနီလန်ရှာမှာပဲတရုတ်မဲ့တိုင်မုတ်မုတ်တစ်ခုတော့ဖြစ်မှာပဲဒါပေမဲ့တို့ကကြတော့အေးတို့ကအထိုင်ကစားတာတို့ဒီဒေတာကနေတို့မထွက်ခွာသွားနိုင်ဘူးဥမာ BGF လို့တို့ကဒီမြဝတီကနေတို့သွားစီရနေရမရှိဘူးတို့မြဝတီကိုပဲတို့အထိုင်ကစားမှာအခုဝါးဒီကိုကန့်နေရလဲအဲ့ဒီကိုကန့်နေရပဲအထိုင်ကစားမှာကိုကန့်နေရပလောင်နေရတရုတ်နဲ့ပတ်သက်နေတယ်တရုတ်တရုတ်စီက တရုတ်စီကလက်စစ်ယူရမယ်နှီးပညာယူရမယ်အင်တာနက်ယူရမယ်အစားအသောက်ယူရမယ်ဆိုတော့တရုတ်ကောင်းမီခုနေတာသူတို့ကိုယ်တိုင်ကသူတို့ရဲ့ဆုံးဖြတ်ချက်တွေသူတို့ရဲ့ Federal Democracy သူတို့သူတို့ရဲ့လွတ်လပ်မှုဆိုတာတရုတ်နိုင်ငံကိုမှီခိုတဲ့လွတ်မြောက်မှုကြီးဖြစ်နေတယ်သူတို့ဒီမြန်မာနိုင်ငံဆိုတဲ့နိုင်ငံကိုမစင်စားဘူးသူတို့ကဗမာလူမျိုးဆိုပြီးစင်စားနေတာအဲ့ဒါသူတို့ရဲ့စင်စားပုံလွဲမှားမှုပဲကျွန်တော်တို့ပြောနေတာကမြန်မာနိုင်ငံကိုစင်စားနေတာ မြန်မာနိုင်ငံရဲ့မြေပုံဒီအပေါ်ကနေသူတို့လာသူတို့ကားရွာတယ်သူတို့ကားရွာဆိုသူတို့အောက်ဆင်းသွားတာအဲ့တော့မြန်မာနိုင်ငံရဲ့မြေပုံပေါ်မှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုသူတို့ထဲမစင်စားဘူးသူတို့ကိုကျူးကြည့်ကြတယ်ဖက်ဒရယ်တစီရောက်နေတာဖက်ဒရယ်ဖက်ဒရယ်အဲ့ဒီဖက်ဒရယ်ဘယ်လိုရမှာလဲမြန်မာနိုင်ငံလွတ်မလွတ်မြောက်မယ်ဘာဖက်ဒရယ်မှမရဘူး ကျွန်တော်ပြောသလိုခင်ဗျားတို့နိုင်ငံတိဆောက်ကြည့်တိဆောက်ကြည့်ဘယ်နိုင်ငံမှလက်သီးမှန်ပြူနောက်ဆုံးတရုတ်တပည့်ပဲဖြစ်သွားမယ်တရုတ်ပြည်နယ်ပဲဖြစ်သွားမယ်တရုတ်ပတ်စုပ်ပဲပြောမယ်တရုတ်စကားတွေပဲပြောမယ်အဲ့ဒီကိုကန့်ပြည်နယ်တွေအဲ့ဒီပလောင်ပြည်နယ်တွေတရုတ်နိုင်ငံသားတွေသိမ်းနဲ့ဖမ်းနဲ့ဂဒိန်နဲ့ချီပြီးရောက်လာပြီးတိဆောက်လိုက်မယ်ဘာလို့တရုတ်လူကြီးကများသလားမင်းမင်းလေသူတို့ပြောသလိုအနောက်တကားပွင့်နေနော်ရိုဟင်ဂျာကိစ္စဖြစ်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလာမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘယ်သူမှမမပြေမလာဘူးနော်အဲ့လောက်လည်းသူတို့မှအစွမ်းစားလည်းမရှိဘင်္ဂလားဒေ့ရှ်အစိုးရလည်းအဲ့လောက်မရှိဘူး တရုတ်နိုင်ငံသားကဂဒေနဲ့ချီရှိတယ်ဘီလီယံနဲ့ချီရှိတယ်တရုတ်ပြည်နယ်တစ်ခုတန်းတရာလောက်အဲ့ဒီကနေတော့ဝါပြည်နယ်ကိုရောက်လာနိုင်တယ်အဲ့ဒီပလောင်ပြည်နယ်ကိုရောက်တယ်အခုလည်းရောက်နေပြီအမြောက်များပြောချင်တာကမြန်မာနိုင်ငံကိုတကယ်တမ်းအုပ်အုပ်သွားမှာလူမျိုးရအုပ်သွားမှာလည်းတရုတ်ပဲနိုင်ငံရအုပ်သွားမှာလည်းတရုတ်ပဲစီးပွားအဲ့ဒါကိုဘသူကလက်ကမ်းကြိုဆိုလိုက်တာလဲကနေတော့ကကိုကန်နေပလောင်နေပဲဘာကိုဘာကိုအမြင့်တတ်တာလဲတိုင်းသားဆိုတဲ့အမည်ကိုတတ်တယ်လှုပ်ချင်ရင်လည်းပြက်ပြက်သားသားလို့ရှေ့ဆက်တော့ နော်တရုတ်ကိုထားခဲ့ရှစ်ဆက်တို့ဒီဘက်လူနေတဲ့ပေါင်းဆက်တိုက်အဲ့လိုလည်းမဟုတ်ဖြန့်လိုက်တယ်အခုမှတော့တိုက်လို့လည်းမမိနိုင်တော့ဘူးဘာဖြစ်လို့လဲနှစ်နှစ်ဆိုတဲ့အချိန်မင်းအောင်လိုင်မြန်မာစစ်တပ်ဒီဆက်အာဏာရှင်တွေနိုးထားဖို့အတွက်ကိုပလောင်တွေကလှလှပပကိုကန့်တွေကအချိန်ပေးလိုက်တယ်တပြိုင်နက်တည်းမှာအဲ့ဒါကိုအကြောင်းပြပြီးကျွန်တော်တို့တော်လှန်ရေးတွေကိုလက်နက်စီစဉ်မှုကိုရပ်တန့်ပလိုက်တယ်ဘလောက်ရက်ဆက်လိုက်ကြလဲဆိုတော့အဲ့ဒီဝါတွေက အခုဒါကိုအကြောင်းပြပြီးမင်းအောင်လိုင်ကို노ထားခွင့်ပေးလိုက်တယ်မင်းအောင်လိုင်ပြန်လဲ노ထားလာတယ်ပေးပေးဆောက်လဲတပြိုင်တည်းထဲမှာကျွန်တော်တို့ရဲ့ရမယ့်လမ်းကြောင်းတွေအလုံးကိုဖြတ်တောက်ပလိုက်တယ်ဘာနဲ့ဖြတ်တောက်လိုက်လဲတရုတ်ကဖိအားပေးလို့တရုတ်ကဖိအားပေးတဲ့အတွက်ငါတို့မင်းတို့ကိုလက်နဲ့ရောင်းလို့မရပါဘူးရမ်းရောင်းလို့မရဘူးကျွန်တော်တို့တော်လှန်ရေးရဲ့စီးစင်းနေလမ်းကြောင်းတစ်ခုလုံးဖြတ်တောက်ပလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီမိအေးနှခါနာသုံးခါနာဖြစ်တယ်ပြောချင်တာကတခါတည်းကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးနဲ့ NUG နဲ့ PDF တွေအင်အားချင်းနဲ့အောင်တရုတ်ရဲ့ ခဲသလုံးနဲ့နှစ်သုံးကောင်ပြစ်လိုက်တဲ့နီးနဲ့ကျွန်တော်တို့ကိုအသုံးချပလိုက်တာအဲ့ဒါဘာလို့လဲဒီကိုကနဲ့ပလောင်နေခေါ်လာတာသူတို့ကငကူကမခေါ်လာဘူးသူကျွန်တော်တို့ကိုယ့်ကိုဆက်သွားမယ်ကိုယ့်ကိုဆက်တိုက်မယ်မင်းအောင်နိုင်လေအဲ့လောက်ဒီအုံနာမရှိဘူးအဲ့လို drone တွေ dread တွေဝယ်ရမှန်းလည်းမသိဘူးလိန်ပြန်နေတဲ့သူတို့အကြီးကျယ်ဘုံကျဲရမှန်းလည်းသိမှာမဟုတ်ဘူးဒီတိုင်းပဲကျွန်တော်တို့ဒီမင်းအောင်နိုင်ရဲ့ဒီဖိုးလိုက်ဖိုးလိုက် တက်မတော်နဲ့ကျွန်တော်တို့ PDF တွေဖိုးလိုက်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 ချင်းပြဆက်တိုက်နေမှာအခုကြတော့ မင်းအောင်လှိုင်တို့ဟာအယောင်လက်သွားပြီအဲ့တော့တရုတ်တပည့်ဖြစ်ပြီတရုတ်တပည့်ဖြစ်ရင်တရုတ်ဒီဒီနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကိုသူ control လုပ်လို့ရပြီမြောက်ကိုရီးယားဖြစ်အောင်သူလုပ်ပြီးဆိုရင်သူလူသမားအကုန်ပေးတော့မှာအားလုံးမင်္ဂလာပါဒါဒီကျွန်တော် shoot out တစ်ခုအနေနဲ့တင်ပြလိုက်ရတာပါ ကျောင်းကျင်လာကဒါဒီရှူတော့တခုပါအခုနေဦးတော်လိုင်းကြီးကိုတို့အကြောင်းပြနေတယ်အဲ့ဒီကိုကန်နေဝါးနေမပေးလို့ပဲကျွန်တော်တို့ကလက်နဲ့မရတော့ဘူးအဲ့ဒီအချိန်မှာဟိုဘက်ကလှုပ်လိုက်ရတယ်အဲ့တော့ဒါဟာနေမြေလူကျင်ကြတဲ့ပလောင်တွေသိတ်ကိုပိုင်အုပ်ချုပ်ခွင့်ရလူကြတဲ့လူတွေငါတွေကငါနေရ ငါဒေသငါလူမျိုးအောင်လုပ်မယ်ဆိုတဲ့အဲ့ဒီစဉ်းစားပုံတွေကြောင့်ဖြစ်တာ NUG လိုတတ်သိရှိကြမှာတနိုင်ငံလုံးအတွက်စဉ်းစားမယ်ဆိုတဲ့တိုင်းသားကောင်းဆောင်တွေလူနေပြီကျွန်တော်ထပ်ပြောပါမယ် NUG လိုတတ်သိရှိကြမှာတနိုင်ငံလုံးဒေသတစ်ခုအတွက်စဉ်းစားမယ်ခေါင်းဆောင်မဟုတ်ဘူးတနိုင်ငံလုံးအတွက်ခေါင်းစဉ်းစားမယ်ခေါင်းဆောင်တွေလူနေပြီ မြန်မာနိုင်ငံဆိုတဲ့မြေပုံကြီးကိုလွတ်မြောက်အောင်လုပ်ဖို့တဲ့မြန်မာနိုင်ငံကိုတနိုင်ငံလုံးကိုချဲလဲနေတော့အခုလည်းရွေးကောက်ပွဲတနိုင်ငံလုံးလုပ်ဖို့စ조사နေတော့ဒီစစ်အာဏာရှင်တွေကိုတနိုင်ငံလုံးပုံစံနဲ့တိုက်မယ်ဆိုတဲ့ခေါင်းဆောင်တွေလုံနေပြီအဲ့လိုမှမဟုတ်ပဲဒေသဆွဲတွေလူမျိုးဆွဲတွေနဲ့ဆက်သွားနေရင်တော့ဒီစစ်အာဏာရှင်စနစ်အောင်မှာပဲတဝဲလဲလဲနဲ့သွားနေမယ်ကျွန်တော်တို့ NUG နဲ့ပြည်မသားတွေကတော့ဆက်တိုက်နေမှာပဲကြာသွားတာပဲရှိမယ်ဒါကိုသတိချာချာပြန်လဲသုံးသပ်ဖို့အချိန်ကြာပြီစဉ်းစားဖို့လည်းအချိန်ကြာပြီ အဲ့တော့ဒါကြောင့်ကျွန်တော်ပြောတာ Federal 36နေပြီကျွန်တော်တို့က Federal ကိုဥစားမပေးနိုင်ဘူး Federal ကိုဥစားမပေးနိုင်ဘူးအချိန်မှာကျွန်တော်တို့လိုချင်တာကရင်ပြည်နယ်လွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာပလောင်ပြည်နယ်လွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာရခိုင်လွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာချင်းလွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာတနိုင်ငံလုံးလွတ်မြောက်ဖို့အဲ့ဒီတနိုင်ငံလုံးမလွတ်မြောက်မချင်းဒီစစ်အာဏာရှင်တနိုင်ငံလုံးနဲ့တိုက်နေတာတနိုင်ငံလုံးမလွတ်မြောက်မချင်း ်တရုတ်တရုတ်ကဆေးအာနာရှင်ကိုကစားလိုက်မှာတရုတ်ကစားမဲ့ဆေးအာနာရှင်ကိုဖြုတ်ချမှာကျွန်တော်တို့ဒီတရုတ်ကိုပြန်ကန်လို့ရမှာကျွန်တော်တို့မှာပါဝါရှိလာမှာကျွန်တော်တို့မှာအဲ့ဒီအဲ့ဒီဆေးအာနာရှင်ရဲ့ပလင်ကိုရမှာကျွန်တော်တရုတ်ကို leverage လုပ်လို့ရမှာအဲ့တော့ပြောချင်တာကနေပြည်တော်ကို မရဘဲနဲ့ federal လိုချင်တယ်လို့စိတ်ကူးရင်နေကြတဲ့သူများကိုအဓိကပြောချင်တာနေပြည်တော်မရဘဲနဲ့မြန်မာနိုင်ငံမှာဘာ federal မှမရှိဘူး ဘာတိုင်းသာလွတ်မြောက်ခွင့်မရပါဘူးဘာကိုယ်ပိုင်အုပ်ချုပ်ခွင့်မမရဘူးတရုတ်တပည့်ပဲဖြစ်မှာအရာကိုအမျော်မြင်ကြီးကြီးနဲ့အန်ယူဂျီနဲ့အတူတူကပူပေါင်းဆောင်ရွက်မှုမလုပ်ဘူးတနိုင်ငံလုံးကိုခေါင်းမဆောင်ဘဲနဲ့ငါလူမျိုးငါဒေသကောင်းစားဖို့နဲ့ငါတရုတ်နဲ့ပေါင်းပြီးငါကျင်းနေရရင်ပြီးရောငါဝါလူမျိုးပဲနေထိုင်ပြီးပြည်နယ်လေးရပြီးငါကငါစစ်တပ်လေးနဲ့ငါနေမယ်ဆိုရင်တသက်လုံးနေပြီးတော့ပဲ ပြီးမှဖေဒရယ်မရတာဗမာလူမျိုးကြီးဝါဒဆိုတာအကြောင်းလာမှာပြနေကိုကိုတိုင်းကလည်းဗမာလူတိုင်းသားလူမျိုးကြီးဝါဒတွေကျင့်သုံးနေကြပြီအဲ့တော့ကိုကိုတိုင်းကတိုင်းသားလူမျိုးကြီးဝါဒကိုလူမျိုးဝါဒကိုကျင့်သုံးနေပြီသူများကိုဗမာလူမျိုးကြီးဝါဒလို့ပြောနေတာကတည်းကမမှန်လောက်ဘူးဗမာလူမျိုးကြီးဝါဒမဟုတ်လို့ဗမာစစ်အာဏာရှင်ဗမာစစ်တပ်ကိုဗမာတွေကပြန်တိုက်နေတာစကိုင်းမကွေးကိုကြည့်ပါ ခုသူတို့ကသူတို့မျိုးတွေဘုံကျဲခံရလို့ပြန်ဆုတ်တယ်ပြောရင်စကိုင်းမကွေးတွေဘုံကျဲခံနေရတာဘယ်သူမှပြန်မဆုတ်ဘူးခင်ဗျာအဲ့တော့စကိုင်းမကွေးသားတွေနဲ့ဒီဒီပလောင်သားတွေနဲ့ဘယ်သူကပိုရဲရင်တယ်လဲအဲ့တော့စကိုင်းမကွေးစကိုင်းမကွေးအခုပဲကြည့်เนาะဒီဒီ park park အရင်မိုးကုတ်ကိုပြန်မပေးဘူးလို့မန္တလေး PDF ကောเนาะမိုးကုတ်ပြူဟာကောကြီးညာပြီလက်ကျဲကျဲပါစီစစ်တပ်ဘုံကျဲတာပါဖြစ်လေမြို့တွေလည်းကုန်ပြီ တော့သူတို့ဒေသလီဥမာလာရှုလာရှုမီရှုခံရလို့ဘုံကျဲခံရလို့ပြန်ပေးတယ်ဆိုတဲ့စင်ကြီးဟာသခိုင်းမကွေးသားတွေနဲ့ဒါဆိုရင်သူတို့ဒီဆက်အနာရှင်ကိုတိုက်ချင်တာမှမဟုတ်တာဆက်အနာရှင်ကိုတိုက်တယ်ဆိုရင်တော်လန်ရေးလုပ်တယ်ဆိုရင်ဘုံကျဲမှာပဲကိုလည်းပြန်တိုက်မှာပဲပြောချင်တာကမနိုင်မှအရှုံးပေးမှာဘလိုင်းကြီးပြန်ပေးရတာကဘာပေါ်မှာရှိတဲ့ဘဲတော်လန်ရေးမှာမှကိုသိမ်းထားတဲ့မျိုးတွေကိုဂျာကန်နိုင်ငံကနှိမ့်နိုင်ပြန်ပေးတယ်တခါမှမကြဘူး။ဟာမားဆိုအခုဒီလည်းနဲ့မချသေးဘူးဗျာ။ ခင်ဗျားတို့သေချာလဲစဉ်းစားကြအောင်ဟာမားဆောင်အခုဒီလက်နဲ့မချလို့မနေ့ကအစ္စရီးယပြန်ပြီးတော့တိုက်နေရပြီမျိုးတွေပြန်ပေးဖို့နေတာလက်နဲ့မချဘူးဟာမားဟိုကျွန်တော်မထောက်ခံဘူးနော်ဟာမားစီအကြမ်းဖက်အဖွဲ့စီပြောချင်တာကဘာပေါ်မှာဘဲတော်လန်ရေးပါမှာကိုသိမ်းထားတဲ့မျိုးတွေကိုလက်ဆောင်ပြန်ပေးတာမျိုးတစ်ခါမှမကြဘူးဘဲတော်လန်ရေးမှာကြဘူးလေကျွန်တော်ထောက်ပြပါ တဘာပေါ်မှာဘယ်နိုင်ငံရဲ့တော်လှန်ရေးမှာတော်လှန်ရေးသမားတွေကတင်ထားတဲ့မျိုးတွေကိုအာဏာရှင်လက်ထက်ကိုပြန်ထိုးအပ်လိုက်တာကြားဘူးရင်ကျွန်တော်တို့ထောက်ပြပါပဲမမမကြဘူးကြဘူးပါသလား yes or no ကျွန်တော်တို့တခါမကြဘူးတရုတ်ဒေါ်လာရေးရုရှားဒေါ်လာရေးစာဒီဒေါ်လာရေးပြည်သစ်ဒေါ်လာရေးကနတော့ချီပါဝေးဒေါ်လာရေးချီဒီဒေါ်လာရေးပီရူးဒေါ်လာရေး เนาะဒီဒီဘယ်လိုပြောမလဲအော်ဒီဘာလဲဒီ BNN ဒေါ်လာရေး BNN စစ်ပွဲပေါ့ဗျာเนาะကျူပါဒေါ်လာရေးဘယ်ဒေါ်လာရေးမှာမှာဒေါ်လာရေးသမားတွေကကိုသိမ်းထားတဲ့မြို့ကိုအလဲလဲလုတ်ပြီးတော့ကိုတိုက်တဲ့အာနာရှင်လက်ထဲပြန်ထည့်တာတခါမှမကြဘူးသူတို့ဒီဒေါ်လာရေးသမားမဟုတ်ဘူးစီးပွားရေးသမားတွေကျွန်တော်ပြပြသားသားပြောရမယ်အချိန်ကြပြီဘာမှသူတို့ညာပြီးပြောနေစရာအကြောင်းမရှိတော့ဘူးကဘာပေါ်မှာဘယ်ဒေါ်လာရေးမှာနိုင်ပြီးသားမြို့ကိုလက်ထဲပြန်အပ်တာကြားဘူးလေ ပြန်တိုက်လို့ရှုံးလို့ပေးလိုက်ရတော့ကျွန်တော်လက်ခံတယ်ကိုသူတို့လည်းပြန်လာတိုက်တယ်အာနာရှင်ကပြန်တိုက်တယ်ရှုံးလို့ကိုဖယ်ပေးလိုက်ဒါလက်ခံတယ်ဘယ်သူမှစစ်မတိုက်ပဲပြန်ပေးတာတစ်ခါမှမကြဘူးကြားဘူးပါသလားအဲ့တော့တောင်းလိုင်းလုပ်နေတာမှမဟုတ်တာ ဟိတ်လုပ်နေတာမှမဟုတ်ပဲသူတို့စီးပွားရေးလှုပ်ရှားနေတာသူတို့နေမြေရဖို့တဲ့တရုတ်နဲ့ပေးစားနေတာတရုတ်နဲ့မြန်မာနိုင်ငံကိုတရုတ်နိုင်ငံဖြစ်အောင်ဝိုင်းပြီးတော့လှုပ်ပေးနေကြတာကျွန်တော်ထောက်ပြမယ်ကဘာပေါ်မှာမြည်သည့်တော်လှန်ရေးသမားမဆိုအိုက်ရစ်တော်လှန်ရေးပြတော်လှန်ရေးတွေအများကြီးရှိခဲ့တယ်အခုလည်းရှိနေတယ်တကဘာလုံးမှာအခုမှဆိုရင်ဒီဘက်မှာဆိုရင်အခုဆိုရင်ဒီအာဖရိကမှာတိုက်နေတယ်အာဖရိကမှာလည်းစစ်ပွဲတွေနေ့တိုင်းဖြစ်နေတာ ်အင်ဂိုလာတို့မှာဘာလို့မှာအများကြီးဖြစ်နေတယ်ဆူဒန်တို့မှာကိုရပြီးသားမျိုးကို ကိုရန်သူလက်ထဲကို ပြန်ထည့်ပေးတာတခါမှမကြဘူးကြားဘူးပါသလားအားလုံးမင်္ဂလာပါဒါဒီကျွန်တော်ဆွေးနွေးမယ့်ရှုထောင့်တစ်ခုပါကျွန်တော်ငကိုတွေကစကားခံပြီးသားပါကျွန်တော်အဲ့လိုဆွေးနွေးရင်တိုင်းသားတွေ မကြိုက်ပါဘူးစိတ်ဆိုးမှာပါဒါပေမဲ့ဒါရှူတော့တစ်ခုအနေနဲ့ကျွန်တော်တို့တင်ပြရလိမ့်မယ်အချက်တစ်ချက်တွေနဲ့စဉ်းစားရလိမ့်မယ်ပြောချင်တာကတောင်းပလောင်တဲ့ကိုကန့်တွေဟာတရုတ်ကိုကစားခွင်းတွေကိုခေါ်သွင်းလာပြီးမြန်မာနိုင်ငံကိုတရုတ်ကျွန်ပြူမဲ့ကိစ္စမှာပူပေါင်းပါဝင်သူတွေလို့ပြောမယ်ဆိုရင်မှန်ပါသလား တောင်းပလောင်နဲ့ကိုကန့်တွေဟာတရုတ်ကိုကစားကွင်းထဲခေါ်လာပြီးမြန်မာနိုင်ငံကိုတရုတ်ကျွန်ဖြစ်ဖို့အတွက်ဆေးရနာရှင်မင်းအောင်လှိုင်တို့ကိုဒူးထောက်ခိုင်းတာတရုတ်လက်အောက်ထဲဝင်ရောက်ရအောင်တွန်းပို့တယ်လို့ပြောမယ်ဆိုရင်မှန်ပါသလားဆေးရနာမင်းအောင်လှိုင်တို့မှလည်းရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီချိန်မှာတရုတ်တရုတ်လက်အောက်ကသူမရောက်ဘူးတရုတ်ကျွန်မခိုင်မင်းအောင်လှိုင်ရှုံးပြီဒါကျွန်တော်တို့နိုင်နေပြီ ဒေါ်ဂျင်နာကတမိုက်တရားခံနေပြီတောက်ပလောင်နဲ့ကိုကန့်ဟာမြန်မာနိုင်ငံကိုတရုတ်ကျွန်ဖြစ်ဖို့အတွက်တရုတ်နဲ့အတူတကွဥပပေါင်းဆောင်ရွက်ပြီးမြန်မာနိုင်ငံကိုကျွန်ပြုတ်သွားတယ်တရားခံနေပြီကျွန်တော်ပြောချင်တာကပြန်ပြန်ခံတိုက်တရုတ်ဘလောက်ပိတ်ပိတ်ပြန်ချနော်ပြန်ချပြည်လို့ပြန်ချ မမခံလို့မနိုင်လို့ရှုံးသွားတာလက်ခံတယ်။မြို့တွေဘုံကျဲတာကိုအကြောင်းမပြနဲ့မြို့တွေကတော့ဘုံကျဲမှာပဲအားသာတဲ့လူကကျဲမှာပဲ။ငကိုတဲကမြို့ကမြို့ကန်နေနားမဲ့တွေမတိုက်နေလေ။အဲ့ရမှာအိတ်နေပေါ့ဒါစစ်တိုက်နေတာ။ပြောချင်တာကကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးကိုကုတုံလို့သွားတယ်။ကျွန်တော်တို့ရဲ့ຫນွေဦးတော်လိုင်းကြီးမှာကျွန်တော်တို့တော်လိုင်းကြီးသမားတွေ NUG နဲ့ PDF တွေနဲ့စစ်တပ်နဲ့ကစားကွင်းတွေကိုတရုတ်ကိုဆွဲသွင်းလာတာ။ အဲ့ဒီတအောင်ဘလောင်ပဲအဲ့ဒီ30နှစ်ဆက်ကောင်စစ်စင်ရေးပဲကြောကျင်နာကကျွန်တော်တို့ကိုပူဇော်လိုက်တာကျွန်တော်တို့အတွင်းထဲကနေဝင်ပြီးပူဇော်ပလိုက်တာ အချိန်တိုင်းသူတို့ကအခုလက်မှတ်တွေထိုးစစ်တပ်နဲ့လက်မှတ်တွေထိုးစစ်တပ်ကသူတို့ကိုပီအာစနစ်တွေပဲရွေးကောက်ပွဲဝင်ခိုင်းသူတို့ပြင်းနေပြီးသူတို့လေကျွန်တော်တို့အားလုံးကခံတော့ပဲ အားလုံးမင်္ဂလာပါဒါဒီ shootout တစ်ခုအနေနဲ့တင်ပြတာပါနည်းနည်းတော့ပြင်းနေဒါကိုကျွန်တော်တို့လက်ခံနေဆိုရင်ကျွန်တော်တို့ပြုပြင်စရာတွေအများကြီးရှိတယ် NUG အင်အားကောင်းမှဖြစ်တော့မှာမင်းအွန်လိုင်းကိုနိုင်အောင်တိုက်နိုင်တာ NUG တစ်ဖွဲ့ပဲရှိတယ်ဒါကြောင့်ကျွန်တော်အများအမ်းပြောနေတယ်ဒီနေ့ NUG မရှိရင်ကျွန်တော်တော်လိုင်းကြီးမှမပါတော့ဘူးအပြတ်ပဲ NUG မှသာလင်မင်းအွန်လိုင်းတို့ကိုနိုင်မှာ PNG နဲ့ PDF တွေပေါင်းပြီးတိုက်မှာဘာလို့ကျွန်တော်တို့ကတနိုင်ငံလုံးကိုစဉ်းစားတာဒေသတစ်ခုကိုစဉ်းစားတာမဟုတ်ဘူးဖက်ဒရယ်အရေးကိုရှေ့တန်းလာတင်နေသူရဲ့ကာလပတ်လုံးဖက်ဒရယ်၁၆နေသူများကာလပတ်လုံးတိုင်းသားတွေအားလုံးဒီကိုဂျိုးကြည့်နေသူများကာလပတ်လုံးစီးပွားရေးလောင်းနေသူများကာလပတ်လုံးတရုတ်ကိုကစားကွင်းတွေကိုခေါ်သွင်းလာသူများကာလပတ်လုံးမင်းအွန်လိုင်းတို့ဒီပန်းပန်းနေမှာပဲအဲ့ဒါကိုခြေဖြတ်ပေးနိုင်တာအဲ့ဒါကို leverage လုပ်နိုင်တာ NUG ပဲ ဲ့တော့ NUG ကိုလည်းပြောကျင်တာက NUG ရဲ့ leverage ကပါလေ NUG ရဲ့ power ပါလေပြည်သူ NUG NUG ကိုထောက်ခံတဲ့ပြည်သူရှိနေသေးကာလပတ်လို့ NUG မှာ power ရှိတယ်အဲ့ဒီ power နဲ့ main online တို့ကို leverage လုပ်လို့ရတယ် NUG ကိုလည်းပြောကျင်တာကပြည်သူစိတ်ပြအောင်မလုပ်ပါနဲ့ NUG မှာ soft power ပဲရှိတယ် NUG မှာ hard power မရှိဘူး ဲ့တော့ NUG မှာဟာပါဝါမရှိတဲ့အတွက်မင်းအောင်လှိုင်လို့ကို leverage လုပ်လို့မရဘူးအပေးယူညှိနှိုင်းလို့မရဘူးဒါပေမဲ့ NUG မှာအလွန်အမတန်ကောင်းတဲ့ပြည်သူထောက်ခံမှုရှိတယ်ပြည်သူတွေကိုစိတ်ပြအောင်မလုပ်နဲ့အေးဒီပြည်သူတွေကနေတစ်ဆင့် NUG ဒီမင်းအောင်လှိုင်လို့ကစားလို့ရတယ်အဲ့တော့ပြည်သူစိတ်ပြအောင် NUG မလုပ်ပါနဲ့ NUG အမြန်ဆုံးပြုပြင်ပြောင်းလဲမှုလုပ်ပါ NUG မှာရဲရဲနဲ့ခေါင်းဆောင်တွေနဲ့ပြတ်သားတဲ့ခေါင်းဆောင်တွေနဲ့ပြည်သူမျက်နှာကိုကြည့်ပြီးလုံရဲကန်ရဲအမျော်မြင်ရှိတဲ့အရှိကိုကြုံမြင်တဲ့ခေါင်းဆောင်တွေပြောင်းလဲပေးဖို့လိုအပ်နေပြီ NUG ရဲ့ leverage ကပြည်သူပါဒါကိုလည်းတစ်ဆက်တည်းတင်ပြပေးခြင်းပါလေဒါကကျွန်တော်ပြောတဲ့ shoot out တစ်ခုပါအဲ့လိုပြောတဲ့အတွက်လည်းစိတ်ဆိုးကြမယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ shoot out အမျိုးစုံစဉ်းစားမှရတော့မှာတပရာဒေါ်နန်ထရန်တောင်တရုတ်ကိုပလုလို့မရဘူးတရုတ်ကပြန်ကင်းနေတယ်အခုသူသူသူထင်တဲ့အတိုင်းတရုတ်ကလက်မှတ်ထိုးပေးမယ်လို့ထင်တာအခုလက်မှတ်မထိုးဘဲနဲ့ပြန်သွားရပြီချက်ချင်းထပြန်သွားတယ်သတိထားကြည့်ပါမပြေလည်ပါဘူး အပြောလေးတွေနဲ့တော့ပြန်တွေ့မှာပေါ့ April လကြိုက်တော့ပြီးနောက်တစ်ခါတွေ့မယ်ဒုတိယတစ်ခါတွေ့မယ်ပေါ့အဲ့ဒီပြဿနာကလည်းဘသူသားသားလဲတရုတ်စားတာမဟုတ်ဘူး Trans စားတာတရုတ်နဲ့အမေရိကန်နဲ့အေးစေးကုန်သွယ်နေတော့သွားသွားပြီးတော့ဆရာကြီးသက်လို့လဲဟိုကပြန်ကိတ်လိုက်တဲ့ခါကျတော့သူခံရပြီအဲ့တော့အမေရိကန်နိုင်ငံတော်တရုတ်ကိုတရုတ်နဲ့တရုတ်ကပြန်ကိတ်နေတဲ့အချိန်မှာကျွန်အဲ့လောက်အင်အားကြီးတဲ့တရုတ်ကြီးကို ကျွန်တော်တို့ရဲ့ငွေဥတော်လိုင်းရေးကစားကွင်းတဲကို NUG နဲ့ PDF တွေနဲ့ ဒီဒီမျိုးဦးတော်လိုင်းရဲ့ဘက်တော်သားများ ਨੇ စစ်ကောင်စီရဲ့ကစားခွင်းတွေကိုတရုတ်ကိုဆွဲသွင်းခေါ်လာတာတရုတ်ကိုခေါ်သွင်းလာတာဟာကနတော့က10 20ခုစစ်စင်ကြီးဖြစ်တဲ့ပလောင်နဲ့ကိုကန်နေပဲ